ဘူဂိုဒန်ဒေသကြီးကျောင်းတရားမြို့နယ်ကကြံ့ခိုင်ရေးပါတီထိန်းချောက်မှုနဲ့ပတ်သက်ပြီးတော့တရားစွဲဆိုထားတဲ့အပေါ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကကြေအေးပေးခဲ့ပါတယ်ဒေါ်သူသူအောင်ကပေးပို့ထားတာပါဘူတိုင်ကြောက်တရားမြို့နယ်တရက်ဥကျေးရွာမှာစက်တင်ဘာလ20ရက်နေ့ကရွေးကောက်ပွဲကာလအတွင်းပါတီတီတီရဲ့မဲဆက်စည်းရုံးရေးဆင်းစဉ်ကကျန်းခံရေးပါတီကိုမဲမထည့်ရင်ဓာတ်နဲ့ထိုးမယ်လို့ချင်းချောက်သူတွေကိုရွေးကောက်ပွဲအပြီးမှာ NLD ပါတီကကြေးလွှာထိုးပေးပြီးအပြီးပြတ်မှုရုပ်သိမ်းခဲ့တာပါ ဟိုတဖွဲ့နဲ့တဖွဲ့တပါတီနဲ့တပါတီကြည်ရဲဆိုတာကောင်းမွန်တဲ့အဖြေတစ်ခုပါအဲလိုလဲဆိုတော့နောက်နောက်လဲပါတီတွေကပါတီစုံရွေးချယ်ပွဲဝင်ပြန်ကြမဲ့ပုံကိုယ်တွေဖြစ်အတွက်အာကာသမထားပဲနဲ့ဒီလိုခွင့်လွှတ်ပေးတာတဘောတော်တဘောရာကြီးချောင်းကိုဒါပါတီနဲ့ဘောယူဂိုယူနိုင်တဲ့အဆင့်ရှိပါတယ်ဘကိုတိုင်ပဲနယ်ကုံမြို့နယ်ကြည်လက်ဦးစီးဌာနမှာချပေးတဲ့ညာစိမ့်အောင်စီမံကိန်းဖွံ့ဖြိုးရေးတိန်300ကိုတန့်ခိုင်ရေးပါတီကပေးခဲ့တာဖြစ်ပြီး ဒါကြောင့်ရွေးကောက်ပွဲမှာတန့်ခံရေးကိုမဲမပေးပါကမဲယုံပြမှာဓာတ်နဲ့ထုတ်မယ်လို့ရွာကန်တန့်ခံရေးပါတီဝင်တဦးကဘုန်းကြီးကျောင်းအစည်းအဝေးမှာလော့စပီကာနဲ့ဩပြောခဲ့တာဖြစ်ပါတယ်။အခုတကယ်တမ်းဖြစ်လာတဲ့ခါကျတော့သူ့ရဲ့နောက်ကသူ့ပါတီကလူတွေကလည်းသူ့ကိုတယောက်မှလိုက်ကူညီဆောင်ရွက်မှုလည်းမရှိဘူး။ဟောအားရှိအောင်တော့လိုက်ပေးမှုလည်းမရှိခဲ့ဘူး။အဲဒီမှာတော့လည်းသူလည်းတော်တော်နောက်တတဲ့အရာပါသိလည်းသိပါတယ်။ 2015အထွေထွေရွေးကောက်ပွဲပြီးမှတော့ဘကိုးလှဲကူကြောက်တရားမြို့နယ်စတဲ့မြို့နယ်တွေမှာတော့မြို့သားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ပြည်အောင်စုစံခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီတို့အပြန်အလှန်တရားစွဲဆိုနေတာတွေရှိနေပြီးတချို့မှုတွေမှာတော့ကြေးရာတွေအမှုပြန်လဲရုပ်သိမ်းတာတွေတော့ရှိနေပါတယ်ရှင်ကျွန်မတူတူအောင်ကသတင်းပေးပို့ထားတာပါ